အရခတ်တော်အေအေထိန်ရှုပ်ထားတဲ့ရခိုင်မင်းနေမျိုးဟောင်းမြောက်ဦးကို မနေ့ကညနေပိုင်းမှာစစ်တပ်ကပုံကျဲခဲ့တဲ့အတွက်နွားနှကောင်တေဆုံးပြီးတော့နှကောင်တရားရရှိသွားခဲ့တယ်လို့သိရပါဗျ။ဒီပုံကျဲမုံအတွင်မှာလူထိခိုက်မှုမရှိခဲ့ပေမဲ့နွားနှကောင်တေဆုံးကနောက်ထပ်နွားနှကောင်တရားရရှိသွားခဲ့တယ်လို့ရခိုင်ပြည်တွင်းအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့အရခမင်းသမီးမီဒီယာ APM မှာသတင်းဖော်ပြထားတာဖြစ်ပါတယ်။ဒီပုံကျဲတိုက်ခိုက်မှုကို နိုဝင်ဘာလ20ရက်နေ့ညနေ4နာရီခွဲမှာစစ်ကောင်မရှင်လေတပ်ကပြုတ်လုခဲ့ပြီးမြောက်ဦးမျိုးပြည်မှာရှိတဲ့ဘောင်းတွက်ရွာအနားမှာဂျက်ဖိုက်တာတစ်စီးကဘုံနှလုံးကျေရှာတိုက်ခိုက်ခဲ့ရလို့သိရပါတယ်။တမိုင်းဝင်မြောက်ဦးမျိုးကိုအာရခတပ်တော်က2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာပြန်လေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီအချိန်ကစတင်ကမြန်မာလေတပ်ဟာမကြာခဏဆော်တလို့ဘုံကျဲတိုက်ခိုက်မှုတွေလည်းပြုလုပ်နေတာဖြစ်ပါတယ်။ဒီနှစ်ဩဂတ်လ25ရက်နေ့ညအချိန်ကလည်း မြို့ပေါ်မှာရှိတဲ့အောင်ဓာတ်အုပ်စုဒိုင်းချီရက်ကွက်တို့ကိုလေချောင်းကနေပေါင်900ပေါင်နှလုံးနဲ့ကျေရှာတိုက်ခိုက်ခဲ့လို့ကလင်းငယ်ရိအပါအဝင်အပြစ်မဲ့အရက်သားပြည်သူ73ဦးသေဆုံးခဲ့ရပြီး19ဦးဒဏ်ရာရရှိခဲ့ပါတယ်။